ားလုံးပဲမင်္ဂလာပါရေဝရှမ်းလေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့အောက်တိုဘာ18ရက်နေ့မှာရန်ကုန်မြို့မှာရှိတဲ့တရားဝင်လူသက်ကောင်းတွေအကြောင်းကျွန်တော်ဖော်ထုတ်ပေးသွားမှာဖြစ်ပါတယ်အဓိကအဖြစ်ကတော့လက်ရှိဒါနိုင်ငံအတွင်းတော်လန်သောကာလတွေမှာမြို့ပြဒေသမှာကျွန်တော်မိသားစုဝင်တွေအများကြီးရှိပါတယ်ကျွန်တော်မြို့ကပြည်သူလည်းသိရှိပြီးပါမိမိတို့ရဲ့အတတ်အအနေအထိချိတ်ချောက်ခံနေရတဲ့အခြေအနေအမျိုးမျိုးနဲ့ရင်ဆိုင်နေရတာ အကာအကွယ်မဲ့နေတဲ့အခြေအနေတွေလည်းပါပါတယ်။ဒီကြောင့်ကိုကျွန်တော်တို့အတူတူဆွေးနွေးကြမယ်။နောက်ထပ်သင်ကောင်းလည်းရှိပါတယ်။အဲ့ဒါကတော့အမှတ်16ကပစလက်နှစ်ထုံးစက်ယုံနောက်ဆုံးရသတင်းတွေကိုကျွန်တော်ဖော်ပြပေးမယ်ဗျာ။မြန်မာနိုင်ငံမှာပြမဦးဆုံးလက်နှစ်ထုံးစက်ယုံကိုကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေလက်ထဲရောက်လာတော့မှာလားဆိုတဲ့အကြောင်းဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိဝင်းရင်ကြည့်ရှုဖို့ကျွန်တော်ရဲ့မိသားစုဝင်တဦးချင်းစီတိုင်းကို တလေးတစားဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်နိုင်ငံမှာဆိုရင်မနေ့အစောကြီးပေပြုတ်ဆိုတဲ့အတန်ကျွန်တော်ရဲ့မိသားစုဝင်တွေအားလုံးပေါ့နော်ဒါပြပမှာရှိနေတဲ့ကျွန်တော်ညီကောင်မတွေမိသားစုဝင်တွေကတော့အဲ့ဒီအတန်မိကောင်းလဲမိနေပါလိမ့်မယ်မနေ့စောကြီးဆိုတာနဲ့ကျွန်တော်တို့ရဲ့ရက်ကွက်တွေကျွန်တော်တို့ရဲ့ဒီတိုက်တွေပေါ့ဗျာအဲ့ဒီမှာအာပေပြုတ်တဲ့တွေပေပြုတ်ဆိုတဲ့အတန်ကိုနီးမျိုးအတန်မျိုးစုံနဲ့ဗျာအော်ခေပြီးတော့အပြေးလွှားရောင်းနေကြတာ ကျွန်တော်တို့အားလုံးအမှတ်ရနိုင်ဦးမယ်ထင်တယ်ဗျဒီပိတ်ကုတ်လေးတထုပ်နဲ့ကျွန်တော်တို့ဒါမိသားစုဝင်နေပေါ့နော်အဲစီလေးဆန်းပြီးတော့စားလေးဖြူပြီးတော့နည်းနည်းစာကိုစားသုံးခဲ့ရဘူးတဲ့အခုအချိန်မှာတော့ကြံဦးဆိုတဲ့အကြောင်းကျွန်တော်တို့ပါဝင်လာပါပြီဟုတ်ပြီလူတဦးကျုပ်တလုံးစားနိုင်ဖို့ကြက်ကောင်ရေတိုးမွေးဖို့မင်းအောင်လှိုင်ကပြောဆိုလိုက်ပါတယ်။ဇာယမိသားစုဝင်တွေ နျူကလ িয়ার အကြောင်းတွေကိုသူရုရှားဖိုရန်သွားပြီးတော့တက်ရောက်ဆွေးနွေးခဲ့တာလေမှတ်မိသေးလားမသိဘူးပြီးတော့အာကာသကြီးအကြောင်းတွေကိုဒါစကကြီးစကတွေစကကြီးစကချေတွေပြောခဲ့တဲ့ main online ပြီးတော့နောက်ဆုံးပေါ့နီးပညာတွေနဲ့ပတ်သက်ပြီးတော့အာနျူကလ িয়ার တွေနဲ့ပတ်သက်ပြီးတော့စကောအကြီးကြီးတွေပြောနေတဲ့ main online အခုမြန်မာနိုင်ငံမှာ လူတယောက်ကိုကြုပ်တလုံးတော်မှစားတော့ဖို့မလွန်လောက်တဲ့အခြေအနေကြောင့်ねကြက်တွေတိုးပြီးတော့မွေးကြရအောင်ねလူတယောက်အနေဆုံးကြုပ်တလုံးစားဖို့တော်မှအစိုးနိုင်ငံဟာအစင်မပြေတဲ့မလောက်ငှတဲ့အခြေအနေတွေကိုဖော်ပြလိုက်သလိုဖြစ်သွားပါတယ်။ဒါမှမဟုတ်လည်းပဲသူပြောဆိုချက်ကလက်ရှိသူရဲ့အစင်တန်းကိုဖော်ပြနေတာပါ။ဒါကြောင့်နျူကလ িয়ার ကြောင်းနေမပြောနဲ့။ ဘာဖိုရန်နေညာဖိုရန်နေမပြောနဲ့အာဂါတာတွေအကြောင်းတွေမပြောနဲ့နောက်ဆုံးပေါ်ဘာညာတွေဆိုတာအကြောင်းကိုမပြောနဲ့ကိုယ်နိုင်ငံအတွင်းထဲမှာကျွန်တော်တို့ပြည်သူတယောက်ချင်းစီတိုင်းတရက်ကိုနော်တရက်ကိုကျဲဥတလုံးစားရဖို့တော့မှလုံလောက်အောင်မမွေးမြူနိုင်ဘူးဆိုတော့တို့အစင်တို့တိသွားပြီလို့တော့ကျွန်တော်ထင်ပါတယ်ဟုတ်ပြီစားရကလုံလောက်ဖို့အတွက်လက်ရှိစစ်ကော်မရှင်ဆိုရက်ဗမတ်ကြီးက သူ့ရဲ့နှုတ်ကနေပြီးတော့ကျောင်းနိုင်ငံသားတွေတယောက်ကိုကျက်ဥတလုံးတောင်မှမလောက်ငါတာကျောင်းနဲ့ကျက်တွေဒီတက်ပို့ပြီးတော့ဝင်းညူကြဖို့တဲ့သူကတိုက်တွန်းပါတယ်လက်ရှိကျွန်တော်တို့နိုင်ငံအတွင်းမှာကျက်ကမပေါ်တာမဟုတ်ကျက်တွေပေါ်မှာပေါ်ကျွန်တော်ဓမ္မလေးနဲ့တကွာကျွန်တော်မိသားစုကိုဖော်ပြပေးပါမယ်ဘယ်တော့ကျက်တွေပေါ်လဲဆိုရင် ဒီတဲ့ပုံလေးကိုကြည့်ပြီးသားပြီဆိုရင်တော့သူပြောတဲ့ကြက်ဥလုံလောက်ပြီးထင်တယ်ကျမတွေကြက်ဥဥရမယ်ကြက်ဥဥပြီးမှကျမတွေကလည်းအများကြီးဗျာအခုသူ့ရဲ့ဘေးနားမှာမဲအွန်လိုင်းအလိုကြအာသကလုံးတွေပြောဆိုနေတဲ့ NCA ဆိုတဲ့ခေါင်းစဉ်အောက်မှာရောက်လာတဲ့သူတွေပါအကုန်လုံးထက်တို့ကကြက်ဥဥခိုင်းလိုက်ပြီးသွားပြီကျွန်တော်ရဲ့မိသားစုဟုတ်ပြီ ဒါကတော့လက်ရှိအခြေအနေပါကျွန်တော်အဓိကတင်ပြချင်တဲ့အကြောင်းအရာကရန်ကုန်မြို့တွင်းထဲမှာလူတက်ပွဲတွေမကြမကြကျွန်တော်တို့ကြားနေရတယ်ရန်ကုန်မြို့တွင်းထဲမှာမြို့ပြကျွန်တော်တို့ရဲ့ဒါနိုင်ငံရဲ့အဓိကမြို့တော်ဒီနေရာမှာလူတက်ကောင်တွေကတရားဝင်လိုင်စင်ရနေတာပါလူတက်ကောင်လို့ပြောတဲ့နေရာမှာကျွန်တော်မိသားစုဝင် ျွန်တော်တို့နိုင်ငံအတွင်းထဲမှာအာဏာရှင်တွေဟာဒါသူတို့အုပ်ချုပ်တဲ့နေရာ တွေမှာတော့လကောပြီးတော့ဒီသူတို့ကိုပြန်ပြီးတော့ဗျာဒီအာခံဖို့အတွက်ပြီးတော့သူတို့ကိုမစန့်ကျင်ဖို့အတွက်အဓိကလူငယ်တွေကိုထိ ंछ ုတ်ကြပါတယ်ဒါအာဏာရှင်တိုင်းမှာဆိုတော့ကမ္ဘာကြီးမှာရှိတဲ့အာဏာရှင်တွေဟာ သူတို့နိုင်ငံအတွင်းထဲမှာရှိတဲ့လူငယ်တွေကိုဘလို့ထိ ंछ ုပ်လဲဆိုတာမျိုးကိုပဲသူတို့တွေ view site တာကြဒီထဲမှာကျွန်တော်နိုင်ငံကိုနှစ်ပေါင်းများစွာတဲကဒီမျိုးစုံနဲ့ဒုက္ခပေးနေတဲ့ဒီလက်လက်ကန်အဖွဲ့လို့လည်းပြောလို့ရတယ်အာနာယူကောင်တွေကကျွန်တော်တို့လူငယ်တွေကိုမွေ့စေဝါနဲ့အဓိကထိ ंछ ုပ်ခဲ့တာဒါသူတို့ညင်းလို့မရဘူးကျွန်တော်ရဲ့မိသားစုလက်ရှိကျွန်တော်ရဲ့ video ကိုကြည့်နေတဲ့သူတွေထဲမှာမြို့ပြဒေသတွေမှာ ရှိနေတဲ့ကျွန်တော်ရဲ့မိသားစုဝင်တွေပါတယ်။တခါတည်းကမှနေပြည်တော်ကကြည့်နေတဲ့သူတွေတောင်ပါသေးတယ်။ဟုတ်ပြီ။ဒါဆိုရင်ကျွန်တော်တို့ပတ်ဝန်းကျင်ကိုတစ်ချက်စိတ်ကူးလေးနဲ့အတွေးလေးဖြန့်ကြည့်လိုက်ပါ။ကျွန်တော်ပတ်ဝန်းကျင်မှာမွေးဆေးတွေလွယ်လွယ်ကူကူရနေတာကိုကျွန်တော်ရဲ့မိသားစုဝင်တွေလက်ခံရမှာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ကြားနေတွေ့နေမြင်နေရအဲ့ဒီမွေးဆေးတွေကခက်ခက်ရှာလို့ရှာစရာမလိုသလိုမျိုးပြီးတော့ ရလကူကူဈေးပေါပေါနဲ့မှာဝယ်လို့ရတဲ့အခြေအနေတခုဖြစ်နေတာပါဟုတ်ပြီလက်ရှိကျောင်းနိုင်ငံဟာစစ်ဖြစ်နေတဲ့နိုင်ငံပါအေဂျင့်တွေဆိုရဲနေရာတကယ်တော့မရှိပါဘူးရန်ကုန်လိုနေရာမျိုးတော်မှာဒါကျွန်တော်တို့ယူကောက်ပွင့်နေပြုလုပ်နေတဲ့အကြံဖက်စစ်ခွတ်တက်နဲ့ပတ်သက်သူမှန်သမျှကိုကျွန်တော်တို့ရဲ့ UG တွေ ဘလူမျိုးစန့်ကျင်နေလဲဆိုတော့ကျွန်တော်မိသားစုကြီးကြားမှာပါဟုတ်ပြီကျွန်တော်မိသားစုကျွန်တော်အဓိကတော့ပဲကျွန်တော်ပြောချင်တာလက်ရှိကျွန်တော်တို့မြို့ပြဒေသတွေမှာရှိနေတဲ့ကျွန်တော်တို့မိသားစုဝင်တွေတွင်းထဲမှာရှိနေတဲ့လူငယ်တွေကိုအာနာရှင်တွေဟာမွေးစေးတွင်နဲ့အလွယ်ကူထိန်းချုပ်နေကြတာမွေးစေးသုံးဆွဲတဲ့လူငယ်တယောက်ဟာနိုင်ငံရေးကိုလုံးဝစိတ်ဝင်စားမှာမဟုတ်တော့ဘူးနံပါတ်၁ချက် နံပါတ်1ချက်မွေးစည်းတားအောင်ဖြစ်နေတယ်မွေးစည်းကိုဆွဲလန်းနေတဲ့လူငယ်တွေဟာမွေးစည်းရဖို့အတွက်ပဲကြိုးစားကြတော့တယ်ဆောလွလကူကူငွေရှိတဲ့ပြီးတော့အာနာရှိတဲ့သူတွေရဲ့ခိုင်းပတ်ကပိုက်ထောင်လူငယ်တွေအဖြစ် လွယ်လွယ်လေးသူတို့အသုံးပြုလို့ရတယ်ပြီးတော့နောက်ထပ်တစ်ချက်အဲ့ဒါကတော့လက်ရှိသူတို့အုပ်ချုပ်ချင်နေတယ်လက်ရှိသူတို့အာဏာတည်မြဲဖို့အတွက်စူးစမ်းနေတဲ့နေရာမှာမွေးစီအခြေကျုံနေဖြစ်နေတဲ့လူငယ်တွေကိုပုံစံမျိုးစုံနဲ့ပုံဖော်အသုံးချလို့ရတယ်ဒါကအချက်လေးအများကြီးတဲ့မှာမှာကျွန်တော်လူငယ်တယောက်အနေနဲ့ကျွန်တော်မိသားစုအနေနဲ့ ဖော်ပြခဲ့တဲ့ဒီအချက်တွေကျွန်တော်ရဲ့မိသားစုဝင်တွေလည်းသိရှိပြီးဖြစ်ပါတယ်အစိုးရအားလုံးတစ်ခုအနေနဲ့ကလက်ရှိလက်နက်ကင်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့အာနာယူအုပ်စုစက္ကမဆိုတဲ့ကောင်တွေဟာသူတို့ရဲ့တက်အတွင်းထဲမှာမွေ့ဆွေးတွေလွလွကူကူဖြန့်ဖြူးနေပြီးတော့ရှေ့တန်းမှာလည်းပဲမွေ့ဆွေးတွေအတုံးပြူခိုင်းပြီးတော့တိုက်ပွဲဝင်ခိုင်းနေတာရှိတယ် ခုကျွန်တော်ပြောနေတဲ့စကားတွေထဲမှာတက်သေးတက်တာအများကြီးရှိပါတယ်ဒါကိုလည်းပဲကျွန်တော်ရဲ့ video ကိုကြည့်နေတဲ့ကျွန်တော်ရဲ့မိသားစုဝင်တွေလည်းသိပါတယ်ကျွန်တော်တို့အရှင်ဖမ်းပြီးတဲ့ဒါစစ်တုံးဘန်းတွေမှာဆိုရင်ကျွန်တော်ကသူတို့တွေကိုအရင်ဆုံးငွေစည်းအရင်ဖြတ်ပေးရတယ်တော့ဖြစ်တယ်နောက်တော့အဖြစ်ကငွေစည်းသမားတွေများတဲ့အခုနောက်ပိုင်းတိုက်ပွဲတွေမှာအရင်ကဆိုရင်တော့အရက်နာကြနေတဲ့အရက်သမားတွေ ကျွန်တော်ဖန်စီချုံအောင်တဲ့နေရာမှာအခက်ခဲတွေအများကြီးရှိတယ်။အရက်တောင်ကြောင်နေတဲ့ကောင်တွေအများလို့အရင်အချိန်တွေကအခုကကျတော့မွေးစေဝါနဲ့ယူးနေတဲ့ကောင်တွေကြောင်နေတဲ့ကောင်တွေပါလာတယ်။ဆိုတော့ထိတ်ချုပ်ကအရန်ခက်တယ်။တော့တောင်တောင်နဲ့မအိပ်ဘူးမစားဘူး။ဒီကပြောနေလဲပဲစကလုံးတွေကဟိုတောင်တို့မြောက်တို့ဖြစ်နေတာကိုကျွန်တော်တို့တွေ့နေရတာဖြစ်တယ်။ဒါကအစိုးဆုံးအနေနဲ့သူတို့တက်ပြီးမှအုံပြုတ်နေတယ်ဆိုတာကိုလည်းကျွန်တော်မိသားစုဝင်တွေကိုကျွန်တော် ဆက်လက်ပေါ်ပြနေခြင်းကလက်ရှိမြို့ပြဒေသမှာရှိတယ်ကျွန်တော်တို့မိသားစုဝင်တွေရဲ့ကျွန်တော်တို့ရဲ့မိသားစုဝင်တွေကျွန်တော်တို့ရဲ့လူငယ်တွေအတွက်အလွန်ကိုစိုးရတဲ့အခြေအနေတစ်ခုကြုံတွေ့နေရတာမထင်ရဘူးတခါကျမိဘတွေတော်မှဟာငါတို့သားသမီးကတော့အဲမွေးစေးမတုံးဘူးလို့တော့ထင်ရတယ်လို့တော့ယူဆရပါမယ်မွေးစေးဟာ WY အရင်တော့ဆိုမှာနော် WY တို့အဲပြီးတော့ကျွန်တော်တို့ဒါဟိုဘိန်းမဲတို့ပြီးတော့ဘိန်းပြူတို့စသည်အဖြစ်လောက်ပဲအဲတွေ့ရတာအခုကကျတော့ ကျွန်တော်တို့ဒါ key ဆိုရဲကြောင့်အခြားသော chemical တွေရောစပ်ပြီးတော့အဲတုံးဆွဲနေတာတွေရှိတယ်အချို့ကအချို့ရေထဲမှာထည့်ပြီးတော့တောက်သုံးတာတွေရှိတယ်မတိမတာနဲ့ကျွန်တော်တို့ချက်ချက်ပြန့်ပြန့်မြို့ပြတည်တာမှာရှိတယ်လူငယ်တွေအသုံးပြုလို့ရအောင်အာနာရှင်အုပ်စုကစနစ်တကျလုဆောင်နေတယ်ဆိုတာကိုကျွန်တော်မိဘတွေကိုသိစေချင်တာပါ ဒါတွေကိုစောင့်ကြည့်မယ်ဆိုရင်ကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဟုတ်ပြီဒါကလည်းရှိအာနာရှင်တွေဟာသူတို့အုတ်ချုပ်နေတဲ့သူတို့မြို့ပြဒေသတွေမှာမွေးစင်နဲ့ပတ်သက်ပြီးတော့လူငယ်တွေကိုပုံစံကွက်ထဲရိုက်ထည့်ထားတယ်ဆိုတာကိုကျွန်တော်ရဲ့ကျွန်တော်မိသားစုတွေဖော်ပြတာနောက်ထပ်အချက်ချက်ကဒီမွေးစင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့မြို့ပြဒေသတွေမှာကျွန်တော်တို့လူတက်မှုတွေလူရမှုတွေခိုးဆိုးလူနှိုက်ကိစ္စတွေဟာအတော်လေးကိုမြတ်ပြလာတယ်နေရာတိုင်းမှာ label တော်တော်များများတွေ့နေရတာကိုကျွန်တော်တို့ကြားနေရတယ်။ဘယ်ချိန်မှာတော့ဘယ်နေ့မှာတော့ယူတတ်သွားပြန်ပြီ။အဲဒီမှာနောက်ပိုင်းတွေမှာဆိုရင်ဒါပိုးစိုးပဆက်ပြရေးဆက်ဆက်အတက်ပြတ်သွားတဲ့အခြေအနေတွေလည်းကျွန်တော်တို့ကြုံတွေ့ရတယ်။ဥပမာမကြသေးခင်ကရန်ကုန်မြို့ပြရဲ့ဟိုတယ်တစ်ခုမှာဒါဒီ living together ပေါ့เนาะအဲ့လိုပြောချင်မှာ living together လာနေတဲ့ ါမျိုးသမီးကိုမျိုးသားကနေပြီးတော့အပိုင်းပိုင်းခုတ်ထက်တက်ဖြတ်ပြီးတော့ခနာကိုအစိတ်ပိုင်းနေဖြတ်တော့ပြီးတော့အဲ့ဟိုတယ်ရဲ့ဒါဘောနော brain box ရဲ့ဒီ egon ပေါ်မှာစီဝင်အိတ်လိုလည်းပြောလို့ရတယ် plastic အိတ်နဲ့ထုတ်ပိုးပြီးတော့ထားခဲ့တယ်ဆိုတာမျိုးတွေလည်းကျွန်တော်တို့တွေ့ရတယ်ဒီနေ့မှဆိုရင်လည်းပဲကျွန်တော်တို့ဒါမြို့ပြမှာပဲကျွန်တော်တို့ဒါအသက်ခံရထားတဲ့ဒါ dead body တွေကိုတွေ့ရှိတဲ့အခြေအနေတွေလည်းကျွန်တော်မိသားစုဝင်တွေကြားရမှာဖြစ်တယ်ပြီးတော့အခုအခြေအနေမှာက အဲကျွန်တော်တို့နေရာတိုင်းမှာမွေးစည်းတွေသုံးဆွဲနေတာကိုလည်းပေါ်ပေါ်ထင်ထင်တွေ့နေရတယ်ကျွန်တော်တို့မကြသေးခင်ကကျွန်တော်တို့ရုပ်သံမှတ်တမ်းလေးတစ်ခုကျွန်တော်ကိုနိုင်တွေ့လိုက်ရတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ဘတ်စကာဘတ်စကာမှတ်တိုင်ပေါ်တော့အဲ့ဒီအနီးမှာပေါ်နေကြီးဗျာအာကျွန်တော်တို့ဘယ်လိုပြောမလဲနော်အဲခဲပက်နဲ့ပေါ့နော် ခဲပက်နဲ့ W1 ရှူနေတယ်လို့ပြောလို့ရတယ်အဲ့ဒီအခြေအနေရုပ်သံမှတ်တမ်းကြီးထွက်လာတာရှိတယ် ပြီးတော့ပုံမှန်ပဲကကျွန်တော်တို့ W1 ရှူဖို့အတွက်ငွေကြေးအနည်းငယ်မရှိတဲ့သူတွေဟာပေါ်ရှူနေတာကိုလည်းပဲကျွန်တော်ရဲ့မိသားစုဝင်တွေတွေ့ရမှာဖြစ်ပါတယ်။ဟုတ်ကျွန်တော်တို့ကြာအရွယ်ရောက်မှမွေးဆွေတုံးတာမဟုတ်ငငယ်လေးတွေကအဲကော်ရှူတဲ့လုပ်ငန်းတွေအပြီးတော့ကျွန်တော်တို့ကြာမွေးဆေးပေးပြီးတော့မွေးဆေးကျွေးပြီးတော့အခိုင်းခံရတဲ့လူငယ်တွေကလေးငယ်တွေကျောင်းနိုင်ငံတွင်းမှာအများအပြားအဲ့ဒါကမြို့ပြ data တွေမှာရှိနေတဲ့တရားဝင်လူသက်ကောင်တွေဖြစ်တယ် ီမွေးစင်းနဲ့ပတ်သက်ဆက်နွယ်ပြီးတော့မှအခုလိုမျိုးမဲမဲရိုက်ဆန်တဲ့လူတက်မှုတွေ၊ရိုက်မှုတွေ၊ခိုးမှုတွေမဒိန်းမှုတွေပြီးတော့ဂျုံရင်းကြမ်းတမ်းတဲ့ပုံစံမျိုးစုံကိုကျွန်တော်တို့တွေ့မြင်နေရတာဖြစ်တယ်။ဒီမွေးစင်းတွေမြို့ပြဒေသကိုရောက်လာတယ်၊ဘသူတွေတွင်းလာတယ်။ခေတ်ဆက်ဆက်ကအာနာရှင်နဲ့ပတ်သက်တဲ့အရာရှိအရာခံဘုံမှုတိုင်းမှုမြို့နယ်မှုစတဲ့သူတွေနဲ့ပတ်သက်တဲ့သူတွေစတဲ့သူတွေပဲဥဆောင်ပြီးတော့ ညောင်းကျွန်တော်နိုင်ငံတွင်းမှာရှိတဲ့မြို့ပြဒေသအနှံ့မွေစီတွေသိမ်းခဲ့ကြတာဖြစ်တယ်အကျုံးမြတ်အရာကြည့်မယ်ဆိုရင်လည်းပဲပတ်စံမြင်မြင်ရတဲ့လုပ်ငန်းလည်းဖြစ်နေတယ်ပြီးတော့အမျက်နဲ့ကြည့်မယ်ဆိုရင်လည်းပဲတကယ့်ကိုတူမတူတဲ့အမျက်ဝင်ငွေတွေရရှိတာအကြောင်းလည်းဖြစ်တယ်ပြီးတော့ကျွန်တော်တို့ဗျာအာလိုအပ်ချက်ပေါ့နော်ဈေးကွက်လိုအပ်ချက်နဲ့ပြောမယ်ဆိုရင်လည်းပဲပို့သလောက် ်ဝယ်မဲ့ကောင်တွေလည်းရှိတယ်တုံးတဲ့ကောင်တွေလည်းဒုနေဒီဟုတ်ပြီကျွန်တော်ရန်ကုန်မြို့မင်္ဂလာတောင်ညွတ်မြို့နယ်တိန်ကျွတ်နှစ်လမ်းမှာကျွန်တော်တို့ရဟားတန်လမ်းပေါ်မှာအော်တိုဘတ်16ရက်နေ့မနက်9:00နာရီမှာအသက်30အရွယ်ယောက်ျားတူအသက်ခံလိုက်ရတယ်။ဒါနဲ့ထိုးသိမ်းခံရတဲ့ဒဏ်ရာ၄ချက်ပြီးတော့ပြက်ရှာဒဏ်ရာတွေနဲ့ရဟားတန်လမ်းပေါ်မှာခေါင်းတင်ပြီးတော့သိဆုံးနေတာကိုကျွန်တော်တို့လူမှုကူးစက်ကူညီရေးအသင်းက ကျွန်တော်တို့တွေ့ရှိပြီးတော့သူတို့ရဲ့ဖော်ပြချက်မှာလည်းပဲတွေ့ရပါတယ်ပြီးတော့ရဟတ်တန်လန်းပြီးတော့ဘုဒ္ဓယုံကြီးစတဲ့နေရာတွေမှာဒါအနေဆုံးပြကော်ရှူတဲ့ကောင်တွေပြီးတော့မွေးစေသုံးဆွဲနေတဲ့သူတွေချက်စားတဲ့နေရာဖြစ်တယ်ဆိုတော့အဲ့ဒီနေရာတွေမှာစတင်ပြီးတော့ဟိုတယ်လိုနေရာမျိုးကြီးတွေအထိကျွန်တော်တို့မျိုးပြရက်ကွက်တွေအတွင်းထဲထိလူတက်ကောင်တွေဟာရောက်ရှိနေကြတာဖြစ်ပါတယ် အခုတက်ခံရတဲ့သူ ਆ လည်းပဲဗာဘယ်သူဘယ်ဝါကတက်သွားတယ်ဆိုတာကျွန်တော်တို့လက်ရှိအချိန်မှာလည်းပဲမသိဘူးတက်ဆိုင်ရာရေခွေးတက်ဖွဲ့ဝင်တွေဆိုတဲ့အကောင်တွေကလည်းပဲတည်တည်ချာချာစုံစမ်းတာမရှိဘူးလို့ကျွန်တော်တိကျတဲ့သတင်းတွေရရှိလာတာဖြစ်ပါတယ်ဒါကြောင့်ဒီကနေ့ကျွန်တော်ရဲ့ဒါမြို့ပြဒေသမှာရှိတဲ့မိသားစုဝင်တွေအတွက်အရေးပေါ်လို့လည်းပြောလို့ရတယ်အရေးကြီးနေလို့ကျွန်တော်ဒီအကြောင်းကိုဖော်ပြနေခြင်းလည်းဖြစ်ပါတယ်ပြီးခဲ့တဲ့ကာလတွေအတွင်းမှာလည်း ျွန်တော်တို့တကီတာမှာအငှားရှင်မောင်းတစီမောင်းတဲ့သူဟာဒီတန်လင်း6လမ်းသွားဒါလမ်းမပေါ်မှာအသက်ခံရတဲ့အခြေအနေတစ်ခုနဲ့လည်းကျွန်တော်တို့ကြားသိထားရတာရှိတယ်ပြီးတော့အဲ့ဒီတန်လင်းမျိုးဒါ6လမ်းသွားလမ်းမဘေးမှာပဲအလောင်းစွပြက်ခံရတဲ့အခြေအနေတွေလည်းကျွန်တော်တို့ကြားသိထားရတယ်အော်တိုဗာ6ရက်နေ့ဘေးရန်မျိုးနဲ့32လမ်းအထက်ဒါ Beauty Land Hotel မှာဆိုရင်လည်းအမျိုးသမီးတူဟာဒါနဲ့ခုတ်ထစ်အပိုင်းပိုင်းတက်ခံရတဲ့ ီးတော့အလောင်းစုပ်ပစ်ခံရတဲ့အခြေအနေတွေလည်းကျွန်တော်ရဲ့မိသားစုဝင်တွေတကယ့်ကိုထိတ်လန့်ပွဲကြားသိခဲ့ရပြီးဖြစ်တယ်ဆိုတော့အခုနောက်ပိုင်းတွေမှာရန်ကုန်မြို့တွင်းထဲမှာမြို့ပြနေရာမှာပဲလူသက်အလောင်းဖြောက်တဲ့ကိစ္စတွေဟာစတိုက်ပေါ်နေစတိုက်ဖြစ်နေတယ်ပြီးတော့မကြာကဏဖြစ်ပွားနေတယ်ကျွန်တော်တို့ပြည်သူလူထုအနေနဲ့ကျွန်တော်မိဘပြည်သူတွေအနေနဲ့မိမိဘဝမလုံခြုံတော့တဲ့အခြေအနေကိုတည်တည်ချာချာလေးထားကြည့်မယ်ဆိုရင် တကယ့်ကိုထိတ်လန့်စရာပါလူပတ်ဒေတာတွေမှာတော့မလူသက်ကောင်တွေဟာလရဲ့ဆက်ရဲနဲ့တက်ဖြတ်နေကြတယ်ဒီလိုဖြစ်စဉ်မျိုးတွေဖြစ်နေတယ်ဆိုတာကလက်ရှိမွေးစင်းနဲ့ပတ်သက်ပြီးတော့အဓိကပြဿနာဖြစ်နေပြီးတော့ကျွန်တော်တို့ဒါငွေချေးခက်ခဲမှုတွေပြီးတော့စိတ်မပျော်ရွှင်မှုတွေပြီးတော့ဒီလူငယ်တွေရဲ့ ညှော်နှင်းချက်တွေတောက်ဆုံးသွားတဲ့အခြေအနေမျိုးမျိုးပါမိသားစုဝင်တွေရင်တော့ဆိုရင်ဗျာရှိရှိမရှိရှိအေးအေးချမ်းချမ်းပျော်ပျော်ရွှင်ရွှင်နေလို့ရစမ်းစီစားလို့ဖူလုံကြတယ်နေစရာကြောတခင်းစာလေးလည်းပဲအဆင်ပြေကြသည်နောက်ပိုင်းတွေမှာစားဖို့တောက်ဖို့ခက်ခဲလာတာတွေအလုတ်အကင်တွေကျွန်တော်တို့ရှားပါတဲ့ပြဿနာတွေပြီးတော့ကြွေးမိကိစ္စတွေပုံမို့ပြီးတော့ဆိုးဝါးလာတာတွေ တော့ကျမ်းမာရေးစောင့်ရှောက်မှုတွေလုံးဝကိုမရှိတော့တာတွေ့ကျွန်တော်ပြည်သူကိုဒါအုတ်ချုပ်ချင်နေတယ်မင်းလုံးချင်နေတယ်ဆိုတဲ့ကောင်တွေဟာသူတို့အာဏာလက်မလို့ရရင်အတွက်ကိုပဲသူတို့တွေစူးစမ်းနေတယ်အခုဆိုရင်ရွေးကောက်ပွဲလုပ်ဖို့ပဲသူတို့တွေစူးစမ်းပြင်ဆင်နေတဲ့အချိန်မှာကျွန်တော်ရဲ့ရသားပြည်သူတွေရဲ့ဒုက္ခသူတို့ ਨੇ လမ်းလာမှမဆိုင်တယ်လို့မျိုးသူတို့တွေပုံဖော်နေတာကိုတွေ့ရမှာဖြစ်တယ်ကျွန်တော်တို့ဒါတွေကိုမြင်တွေ့နေရကျွန်တော်မိသားစုနေဒါကြောင့်ဒီနေ့မှာဒီအကြောင်းကိုကျွန်တော်အရင်ဆုံးဖော်ပြနေတာဖြစ်တယ် လက်ရှိချိန်မှာလည်းရန်ကုန်မြို့မှာရှိနေတဲ့ဒီဒေသခံမြို့ဒါရမိရဖတွေတောင်မှဒီလူသက်တမားတွေနဲ့ပတ်သက်ပြီးတော့ဒါဂျာဆွေးကောင်တွေနဲ့ပတ်သက်ပြီးတော့ဝေဖန်ပြစ်တင်တာတွေစက်တိုက်ကြားနေရပါတယ်ကျွန်တော်မိသားစုဝင်တွေအထူးဂယုပြုစင်ကျင်ပေးပါလို့ကျွန်တော်ကဒီနေ့ဥစွာဖော်ပြခြင်းဖြစ်တယ်ပြီးသားရင်တော့သတင်းကောင်းဖြစ်တယ်အမှတ်၁၆ကာဝေးပစ္စည်းထုတ်ဆက်ယူအခြေအနေလေးတွေကိုပြောချင်တာပါ အခါတက်တော့အေအေနဲ့ပူပေါင်းတက်ဖွဲ့ဝင်တွေဟာလာတိုက်တော့မယ်ဟာအေအေပါတယ်ကွာအေပိုင်းတော့ငါတို့ကတော့တိလက်တလန်းပဲရှိတယ်ငါတို့ကဘယ်လိုလုပ်ရမလဲမသိဘူးဟာဒါဆိုရင်တော့ရှင်းပါတယ်ငါတို့ရဲ့စောက်ဟောင်းကြီးတိုင်းပဲလုပ်ကြရအောင်ဟာဘာလဲဗျာဘယ်လိုဘယ်လိုနီးလန်းလဲအော်ကြီးရော်တွေအကုန်လုံးပိတ်ချလိုက်ကွာကြီးရော်တွေမှာရှိတဲ့ဒါဒေတာကန်ရွာသူရွာသားတွေကိုရွာပြင်ပေးမထွက်နိုင်တော့ပဇာခံခေါ်လိုက် ဟုတ်ကပ္ပစာ16ပဝင်းကျင်မှာရှိတယ်ကျွန်တော်တို့ဒေသခံတွေအခုဒေသခံအဖြစ်သွတ်သွင်းခံနေရတာဖြစ်ပါတယ်ဘုဒ္ဓတိုင်းပတောင်းမြို့နယ်အမှတ်16ကဝေးပစ္စည်းစက်ရုံကပ္ပစာ16အနီကျေးရွာ၄ရွာနော်ကျွန်တော်မိသားစုကျေးရွာ၄ရွာမှာရှိတယ်ဒေသခံတွေအောက်တိုဘာ17ရက်နေ့ကနေပြီးတော့စတင်ပြီးတော့လက်ရှိအကြောင်းဖက်စစ်ခွတ်တက်ကကောင်တွေကကျေးရွာဝင်ထွက်တကူပိတ်ချပြီးတော့သူတို့အကုန်လုံးကိုဒေသခံအဖြစ်အသုံးပြုလိုက်ပါတယ် လာတိုင်းရင်တော့ဒေတာကန်တွေအရင်တေးရမယ်ကြည့်ရောလေးရအောင်เนาะကျွန်တော်ရင်မိသားစုတော်တော်လေးကိုရုပ်မာတဲ့កောင်នេះဗျာဒါကြောင့်လေကျွန်တော်တို့ကစစ်ကိုစစ်နဲ့တူအောင်တိုက်မယ်ဆိုရင်ကျွန်တော်တို့အနေနဲ့ကပြီးတာကြိုင်အောင်ဟောဘုန်းတော်ပြီးတာအောင်ကြိုင်အောင်ဟိုခုလောက်ဆိုတော့ပြီးအောင်ပြီးလိမ့်တော့ပြီကျွန်တော်ရင်မိသားစုကျွန်တော်တို့လူငယ်တွေအကြောင်းကျွန်တော်သိတယ်ဆိုတော့သူတို့ကဘယ်တော့မှအဲ့လိုမျိုးမလုပ်ဘူးဒါအောက်တန်းကြတဲ့နီလန်းနဲ့ရုပ်မာတဲ့နီလန်းတွေကိုခစ်ဆက်ဆက်သုံးကြည့်ခဲ့တဲ့အခုမင်းအောင်လိုက်လက်ထက်မှာ ပုံမှုစိုးရွားစွာလုပ်နေတာကိုတွေ့ရမှာတန်းရွှေလို့ခင်ညွန့်လို့ဟာဒါပုံစံတစ်မျိုးအဲ့ဒီပုံစံသူတို့လက်ခဲ့တဲ့အရင်ကနီလန်ဟောင်းကြီးတွေကိုလည်းတုံးနေတယ်အခုမင်းအောင်လှိုင်ကနီလန်မျိုးစုံအစ်စ်တွေကိုလည်းအုံပြုတ်နေတာဆိုတော့အောက်တန်းကြတဲ့နီလန်အများကြီးပေါ့ဗျာအုံပြုတ်နေတယ်ဆိုတာမျိုးကိုသိစီချင်တာပါအဲ့ဒီမှာရှိတဲ့ဒေတာကန်တွေကတော့တောတောင်တွေကိုမှုခိုးပြီးတော့ကျွန်တော်တို့ရှာဖွေစားတောက်နေကြတာဒါတောင်းတူတောင်းသားတိုင်းအားလုံးသိတယ် ဥမာပြကျွန်တော်တို့ဒါဒီဒီလိုမိုးလေးဖြောက်တော့ဖြောက်တော့ရွာတယ်ဆိုရင်ကျွန်တော်တို့အဖားလေးရှာမယ်ငါးလေးရှာမယ်ပြီးတော့မှုလေးရှာမယ်ပြီးတော့ကျွန်တော်တို့ဒါအာတီတီတီတိပူလေးတွေပေါ့ဗျာတောတောင်တွေမှာရှာမယ်ဒါလေးနေနဲ့ကျွန်တော်တို့ဒီကြေးဝဒေသခံတွေကဟင်းစားကလွလွယ်လေးပါဒါရန်ကုန်တို့ဒါမန်လေးမှာရှိနေလေကျွန်တော်မိသားစုဝင်တွေကပတ်စံမရှိတော့ဗျာကစုံရအောင်ဝယ်စားလို့မရအောင်ဟုတ်တယ်နော်ဆိုတော့ကျွန်တော်တို့ဒီကြေးဝတွေမှာကြာတော့ပတ်စံမရှိရင်လည်းပဲစံရှိရင်ရတယ် ဆန်ရစားရရှိရဆိုရင်ကျွန်တော်တို့ဟင်းဖြစ်အောင်နီတူးမျိုးနဲ့ပုံဖော်ပြီးတော့စားလို့ရတယ်။အဲ့ဒါကိုကောင်းကောင်းသိခဲ့တာကကျွန်တော်လည်းတော်လန်သောနေနေရောက်တဲ့အချိန်ကြောင်မှသိတာပါ။အဲ့တော့အဲဒီရဆုံပေါ့ဗျာ။ဒီရဆုံဟင်းတို့ဘာလို့ပေါ့။ဟုတ်ပြီ။အဲ့ဒီမှာရှိတဲ့ဒေသခံတွေကလည်းပဲတောတောင်တွေကိုမှုကိုပြီးတော့စားတော့နေရတာ။တက်ခုတ်ဝါခုတ်မီးသွေးဖုတ်ပေါ့နော်။ရွာကမထွက်ရတော့တယ်လက်ရှိပေါ့နော်။လက်လို့လက်စားဒေသခံတွေတော်တော်လေးကိုခက်ခဲနေတယ်။ပြီးတော့ကျွန်တော်ဖက်စစ်ခွေးတက်ကောင်တွေကလည်းရိတ်ခါပေးတာလည်းမရှိဘူးဗျာ brand ကြီးကိုပိတ်တိုက်တာရွာလေးရွာကိုကျွန်တော်အာရကတက်တော့အိမ်နဲ့ တို့ PDF တွေလာတိုက်မယ်ဆိုတဲ့တည်င်းတို့တွေကြားထားတဲ့အတွက်ဖြစ်တယ်ဟုတ်ပြီဒီလိုအချိန်ဒီမျိုးမှာပေါ့နော်ဒါတို့တွေအနေနဲ့အစားအသောက်တော်တော်လေးကိုခက်ခဲနေတယ်လို့ကျွန်တော်တို့ကြားသိထားရတယ်အခက်တော့ A ကတိုက်မလားမတိုက်မလားဆိုတာကိုဒီကောင်နေခံမှန်းဖို့မပြောနဲ့တခါလေကြာရင်ကျွန်တော်တို့တော့မသိရအောင်တို့ရဲ့စီအချိန်ကြီးอ่ะဒါကြောင့်လည်းပဲဘယ်လိုတို့မြတ်နိုင်ဘာလုပ်မလဲဆိုတာကိုလက်ရှိမင်းအောင်လှိုင်းအောင်မှနောက်ကောက်ကြာပေါ်ပါပြီလေ ဒီကောင်လေးကိုကျွန်တော်အုံနောက်မဲ့နေတယ်အုံနောက်မရှိဘူးလို့ကျွန်တော်ပြောဒီပြောခဲ့တာတွေလည်းရှိဒါပေမဲ့ဒီကောင်လေးကအုံနောက်မဲ့အုံနောက်မရှိတာမဟုတ်ဘူးဒီကောင်လေးအုံနောက်တွင်းမှာရှိနေတဲ့အရာမှန်သမျှကောက်ချစ်စင်လဲနေတဲ့အရာတွေပဲဖုံးလွှမ်းနေတာကောင်းတဲ့အချက်တစ်ချက်မှမရှိဘူးဒီနေ့ကျွန်တော်ပြောခဲ့တဲ့လူတစ်ယောက်ကျုပ်တလုံးစားရမဲ့ကိစ္စကိုသူတို့အနေနဲ့ဖြေရှင်းဖို့ဗဇက်ကောင်ထုတ်ပြောရတာဘာကြောင့်ပေါ်လဲဘာလဲယာယီတမ်းမကြီးဟုတ်လားကိုအစဉ်ကိုတည် နျူကလ িয়ার လုပ်မယ်နျူကလ িয়ার ဖိုရန်တွေဘာတွေညာတွေပြီးတော့အာကာသကြီးကိုဘယ်လိုလုပ်မယ်လို့ဘာတို့ညာတို့အာဂျိုရုတို့စလိုက်တို့ရှောက်ကြီးကြီးကျယ်ကျယ်ပြောနေတကယ်တော့လူတယောက်ကြောက်တုံးစားဖို့တောင်မှတို့တွေမဖန်တီးပေးနိုင်ဒါကြောင့်ကိုကျွန်တော်ပြောတာကိုစင်ကိုတီကျွန်တော်တော်လာတဲ့ဘုရားကိုနေကျွန်တော်တို့ရဲ့လူငယ်တွေလုံးဝရှင်လို့မရအောင်ဒါကြောင့်လည်းပဲတကောင်နီးမျိုးစုံကလင်းကြီးညမ်းစင်တွေတွေ့ရမှာဖြစ်တယ်ဟုတ်ပြီအခုအချိန်တွေကလည်းပဲ ဒီတော့နေရာကျွန်တော်တို့ခြေရွာ၄ရွာကိုပိတ်ဆို့ပြီးတော့เนาะဒေသခံတွေကိုဒါဒီဒီစာခံဖြစ်အသုံးပြုနေတယ်လို့ကျွန်တော်တို့ကသိရှိထားရတာဖြစ်တယ်။ပြီးတော့တရွာမှာအကျန်းဖက်စစ်ခွေးတက်ကကောင်တွေကဒါတဆုတဆုစာလို့လည်းပြောလို့ရတယ်ဗျာ။တရွာမှာသူတို့တွေဒါနေရာချအထိုင်ချအထိုင်ချပြီးတော့ဒီထွက်တဲ့လူတွေကိုလည်းပဲဒါဖမ်းဆီးတာတွေရိုက်နှက်တာတွေရှိတယ်။ပြီးတော့တပ်ဖြတ်တဲ့အခြေအနေတွေရှိတယ်လေကြုံတွေ့နေရတာတွေရှိတယ်။လူငယ်တွေဆိုရင်တော့ဘာမှပြောကြရမလို့ဘူးပေါ်တာပဲ။ စင်မုန်တန်ဆိုတော့ပြည်လာမှာအဲ့လိုတက်စုတစုစာလောက်ကိုသူတို့ကအထိုင်ချထားပြီးတော့သူတို့ဟာအဲ့ဒီဂျွာထဲမှာရှိတဲ့ဥမာကြက်ဝတ်အမဲအသားမျိုးစုံအစင်ပြေတာပြီးအကုန်လုံးသူတို့ကိုပေးပြီးတော့ဖက်ကြံကအခွန်ဘန်နာတွေပေါ့ဗျာအရင်တော့ကျွန်တော်တို့ဒါကိုလိုနီနေချက်ခင်မှာလေကျွန်တော်တို့လည်းကြုံခဲ့မှုတဲ့စောက်တွေမှာလည်းဖတ်ခဲ့မှုတဲ့ တော့အဲရွာတွေကိုဖြတ်တဲ့မြို့တွေကိုဖြတ်တဲ့အချိန်ကျရင်အဲ့မှာတွေ့တဲ့နွားတွေဝက်တွေခွေးတွေအောက်ဆိုခွေးတော့မပါဘူးဗျာအဲ့ဓာတွေကိုအဲကျွန်တော်တပ်ဖြတ်စားတောက်တာတွေရှိတယ်ပြီးတော့သူတို့အတွက်သွားပြီးတော့ပေးရတာတွေရှိတယ်အခုအဲ့လိုအခြေအနေမျိုးတွေနဲ့အဲ့ဒီရွာသားတွေကကြုံတွေ့နေရတာဖြစ်တယ်ရွာပြင်ကိုထွက်ရင်ဖမ်းတယ်စစ်မှုထမ်းတင်တန်းကိုတန်းပြီးတော့ပို့ခံရတာဘာမှငင်းလို့မရဘူးဆိုတော့ရွာပြင်ထွက်ခွင့်မရှိတဲ့အတွက်စာနာရိတ်ခါပြက်လက်ပြီးတော့ထမင်းညက်တော်မဲ့အခြေအနေတွေနဲ့ရင်ဆိုင်နေရတဲ့အတွက် ကျွန်တော်တို့သတင်းပေးပို့ထားတာဖြစ်တယ်ဆိုတော့လက်ရှိကပ္ပစ16အကြောင်းလေးတစ်ချက်ကြည့်ကြည့်အောင်ပါအော်တိုဝါ14ရက်နေ့ပတောင်းမြို့နယ်ဗကန်ခွေဒါဗကန်ခွေလို့လည်းခေါ်တယ်ကျွေးရတောင်ဘက်6မီတာအကွာဝေးမှာအချမ်းဖက်စစ်ခွေးတက်ရဲ့ကျွန်တော်63လုံး point ကိုကိုလည်းပဲကျွန်တော်အာဂတ်တော်အေနဲ့ပူပေါင်းတပ်ဖွဲ့ဝင်တွေ၃နာရီလောက်ပဲတိုက်ပြီးတော့တင်းယူခဲ့တဲ့အခြေအနေလည်းရှိတယ်။အဲဒီရုပ်သံမှတ်တမ်းတွေလည်းထပ်ပေါက်ခဲ့ပြီးဖြစ်တယ်။အဲဒီအဆိုပါကျွန်တော်တို့က၆၃လုံးစကန်တစ်ခုလိုတက်ခဲ့တင်းပိုက်ပြီးတော့ အဲ့ဒီမှာရှိတယ်ပေါ့နော်အကျန်းဖက်စစ်ခွေးတိုက်ကစင်ကလေးထွက်ပြင်းနေတဲ့အခြေအနေတွေပြီးတော့လက်နက်ခဲယမ်း73တောင်ပစ္စည်းတွေဒါသိစီရမိတဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့အရခတ်တော် AI ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်တယ်ဒါ့အပြင်ကပ္ပစတ်16နဲ့ကက်လျက် AJ 300ရှိတယ်ဒါမတုံချေးရွာကျွန်တော်ဖေဖော်ဝါရီ16ရက်နေ့ကပ္ပစတ်16တက်နေမြေမှာကျေးရွာလုံကျုံရေးအတွက်ဆိုပြီးတော့အသက်16နှစ်ကလည်းအသက်35နှစ်ရှိတယ်ရွာခံအမျိုးသား30ကိုရွာတွေက မှရွာထဲမှာပဲเนาะစစ်တင်တန်းပြီးပြီးတော့ရွာလုံးဂျုံကြီးလောက်ခိုင်းထားတယ်ပြီးတော့အဲ့ဒီကြီးရွာတွင်မှာလည်းပဲရွာပါကွယ်ရေးဆိုပြီးတော့ဗျာကျွန်တော်တို့ဩဘယ်ခက်ကလို့ပြောမလဲပကံခက်ကလို့ပြောမလားအကျွန်တော်အဲ့ဒီရာဇင်တော့တိတိကျမသိဘူးကျွန်တော်တို့ဗျာဝလုံးချုံနေလीသတ်မလားသူတို့ကြတော့မလုပ်ဘူးเนาะရွာထဲမှာသူတို့ကသူတို့တပ်ဖွဲ့ဝင်တွေပေါ့เนาะအစုအစုပေါ့เนาะတရတရတပ်ဖွဲ့တရတပ်ဖွဲ့လွှတ်ထားတယ်လွှတ်ပြီးတော့အဲ့ဒီရွာထဲမှာရှိတဲ့မျိုးသားရောက်30 40 50 လူတွေအကုန်လုံးကိုသူကရွာထဲမှာပဲတင်တန်းပေးတယ်ရွာလုံးလုံးရေးဆိုပြီးတော့ပြီးတော့ရွာကာကွယ်ရေးဆိုပြီးတော့ဝလုံးချုံတွေစိုက်ခိုင်းတာလို့ဘာလို့ညာလို့ပေါ့ဗျာအဲ့ဒါတွေအကုန်လုံးလှုပ်ခိုင်းတယ်သူကချင်းကြီးကျွန်တော်ရဲ့မိသားစုတွေမျိုးလုံးလေးမှာပေါ့ပေါ့ကြည့်လိုက်ရင်ရှင်းရှင်းလင်းလင်းမြင်တွေ့ရနိုင်တယ်ဆိုတော့ဘလောက်တောင်ကြောက်နေလဲဆိုတာကျွန်တော်ပြောချင်တာကဘာမှမပူနဲ့အဲ့ဒီကာပါစာ16ကကျွန်တော်တို့တိုက်မှာပါ ပြီးတော့နောက်ထပ်ကပ္ပစတခုလည်းရှိပါသေးတယ်အဲ့ဒါလည်းပဲသူတကယ်သူကပြကျွန်တော်ပြောချင်တယ်ဗောနော်ဒါပေမဲ့သတင်းခိုင်မာဖို့အဲကျွန်တော်တို့တစ်ချက်ပြန်ပြီးတော့စောင့်ကြည့်ရမှာဖြစ်တယ်ကပ္ပစ16တိုက်မယ်တိုက်မယ်တိုက်ခိုင်ရမယ်ဆိုရင်ပြီးရင်ရခိုင်ရဘလို့ဘယ်နေရာကိုပတ်ပြီးတော့တီးပြောင်းလဲဆိုတာကျွန်တော်တို့ဘလို့မှတွက်ဆလို့မရအောင် ဒါကြောင့်ကျွန်တော်တို့ပြောပြသအခုချိန်မှာတော့ alpha dot a ကပတ်ပြီးတော့ d နေတာဖြစ်တယ်ဒါတော့ compressor စိတ်ုံနဲ့ပတ်သက်ပြီးတော့ဘယ်နေရာကတော့ alpha dot a ကတော့တိုက်မယ်ငါတို့ဒီနေရာမှာတော့ပြင်ဆင်မယ်ဆိုတာမျိုးကိုတို့ကပုံဖော်နေပေမဲ့ဘယ်ချိန်မှာဘယ်နေရာကိုဝင်ပြီးတော့တီးသွားမလဲဆိုတာကိုကျွန်တော်တို့အားလုံးတော့မှခံမဲ့လို့မရဘူးဆိုတာလေ alpha dot a ရဲ့စီးရေးမှာ viewer တွေမှာလည်းတွေ့ရှိပြီးဖြစ်ပါတယ်ဟုတ်ပြီဒီကိစ္စမှာကျွန်တော်တင်ပြခဲ့တဲ့အဓိကအကြောင်းအရာတွေဖြစ်တယ်မြို့ပြဒေသမှာရှိနေတယ်တရားဝင်လူသက်ကောင်တွေလူတက်ပြီးတော့လောင်းဖြောက်နေတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ဘာကြောင့် ဒီလူတက်မှုတွေပုံပုံပြီးတော့ဖြစ်လာတာလေဆိုတာကျွန်တော်မိသားစုကနေသိစေချင်တာပါကျွန်တော်တို့ကတော့ပတ်ပြီးတော့တီးเสียရှိတဲ့ကိစ္စတွေကိုတော့ပေါ့ပတ်ပြီးတော့တီးနေပါတယ်။နေပြီးတော့မှသူ့အန်သူစကားတွေဘယ်လိုပဲပြောနေပါစေဒါဟာကျွန်တော်တို့အလုံးမဟုတ်ပါဘူး။ပြီးတော့ဥရောကဥရောပတပကကကျွန်တော်တို့အဖွဲ့ဝင်တွေကလည်းပဲနေပြီးတော့မှလုပ်နေတဲ့ယူကောက်ပွဲမကြခင်မှာကျင်းပမယ့်ယူကောက်ပွဲနဲ့ပတ်သက်ပြီးတော့သူတို့တီးလည်းမတီးဘူးသူတို့တရားလည်းမဝင်ဘူးသူတို့လက်လည်းမခံဘူးစောင့်ကြည့်เสียလည်းမလိုဘူးဆိုလို့ပြောလိုက်တဲ့အတွက် မင်း online က तू ကကြက်ကြက်ကြက်မွေးပြီးတော့ပဲကြက်ဥဥခိုင်းရတော့မဲ့အခြေအနေတွေဖြစ်ပါကြောင်းတင်ပြရင်းနဲ့ဒီနေ့ရဲ့ video ကိုဆုံးသက်ပြစေနောက်လာတဲ့ video ကိုကျွန်တော်ဒီထက်ပိုကောင်းအောင်ကျွန်တော်ကြိုးစားပေးပါမယ်သတင်းကောင်းလေးတစ်ခုပြောချင်တယ်အဲ့ဒါကတော့ကျောင်းမိသားစုတွေအများနဲ့ကျွန်တော်ပြောနေတဲ့ကိစ္စလေးတစ်ခုဖြစ်တဲ့ကျွန်တော်စလိတ်လုံးဝဖြတ်လိုက်ပါပြီဟုတ်ပြီလည်းနေပြီစပီကပေးကြောင်းနေတဲ့ကျွန်တော်ရဲ့နိုင်ငံတွင်းမှာရှိတဲ့မိသားစုတွေတဝူးချင်းနဲ့ဘေးနဲ့ကင်းရှင်းပါကြောင်းလေးနဲ့စတောင်းချင်းနဲ့ကျွန်တော်ရေဝရှမ်းလေးပါဗျာ